ရေထဲမှာနေပြီးနိုးတိုက်တဲ့ရှားပါတတ်တော်ဒူကောင်မင်္ဂလာပါယူဆိုင်တဲ့ဒိမန်ပရိသတ်ကြီးလင်းမိုင်ဝီလာငါတို့လိုမျိုးရေနေနိုးတိုက်တတ်တော်တွေအကြောင်းကိုလူသိများကြပါမိမယ်ပင်လယ်ရေအောက်ကမြက်ခင်းတွေကိုစားသုံးပြီးအေးချမ်းစွာရှင်သန်နေတဲ့ဒူကောင်လို့ခေါ်တဲ့အကောင်ကြီးအကြောင်းကိုရောကြားဘူးပါသလားဒူကောင်လို့ခေါ်တဲ့ကောင်ကြီးဟာတာမန်အားဖြင့်မြင်ရခဲ့ပြီး ေသူမရီရဲ့ဒဏ္ဍာရီတွေနဲ့ဆက်ဆက်နေရလို့ရှေးရခင်ကယုံကြည်မှုတွေတောင်မှရှိခဲ့ဖို့ပါရီသူတို့ရဲ့အေးချမ်းတဲ့သဘောဝကြီးမားတဲ့ခန္ဓာကိုယ်နဲ့ထူးခြားတဲ့နေထိုင်မှုပုံစံကြောင့်ဒူကောင်းနေဟာသမုဒ္ဒရာရဲ့အဖိုးထံပြီးအထူးခြားဆုံးနုတိုက်တတ္တဝါတစ်ကောင်းပဲဖြစ်ပါရီဒူကောင်းတွေကိုအဓိကအားဖြင့်အာဖရိကအရှေ့လယ်ပိုင်းကနေပစိဖိတ်သမုဒ္ဒရာအထိကျယ်ပြန့်တဲ့ဂန်ယူရန်ဒေတာတွေပင်လယ်ကွေးတွေနဲ့ရေတိမ်ပိုင်းဒေတာတွေမှာတွေ့ရပါရီသူတို့ဟာဆရန်နီယာလို့ခေါ်တဲ့နုတိုက်တတ္တဝါအုပ်စုမှာပါဝင်ပြီးစီကောင်းရေနွားလို့လည်းခေါ်ကြပါရီ ီလိုခေါ်ရခြင်းရဲ့အကြောင်းရင်းကတော့ဒူကောင်းနေဟာဂုံးမော်ကနွားရီလိုပဲပင်လယ်မြက်ပင်တွေကိုအဓိကထားစားသုံးကြလို့ပဲဖြစ်ပါရည်သူတို့ဟာဒီနေ့ကိုပင်လယ်မြက်ပင်ပေါင်းပေါင်90ကီလိုဂရမ်နဲ့ဆိုရင်40ကီလိုဂရမ်လောက်အထိစားသုံးနိုင်ကြတဲ့အတွက်ပင်လေရေအောက်ကဂီဟာစနစ်ကိုထိန်းညရာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပြီးလို့နေပါသည်ဒူကောင်းနေရဲ့ခန္ဓာကိုယ်ပုံစံဟာအလွန်ထူးကြပါသည်သူတို့ဟာရွေရောက်ပြီးတဲ့အခါမှာရမ်းမြအားဖြင့်အရှိ9မီကနေ73မီမီတာနဲ့ဆိုရင်2.3မီတာကနေပြီးတော့4မီတာလောက်အထိရှိနိုင်ပြီး ပေါင်1000နီးပါးလောက်အထိအလေးချိန်ရှိနိုင်ပါလိမ့်။သူတို့ရဲ့အမီးဟာဝေးလာငါဒါမှမဟုတ်လေးပိုင်နေရဲ့အမီးလိုမျိုးခရင်ကွာပုံစံမဟုတ်ဖြစ်လာချမ်းပုံတန်ရှိပါလိမ့်။နှာခေါင်းအဝါကမာကျော်ပြီးအမွေးချမ်းလေးတွေပါဝင်တဲ့နှာခမ်းကပင်လယ်မြက်တွေကိုညကြီးတွေကနေဆွဲနှုတ်စားသုံးမှုအတွက်အထောက်အကူပြုပါလိမ့်။မျက်လုံးသေးသေးလေးတွေနဲ့ငိမ့်ချတဲ့အမူအရာတွေကြောင့်သူတို့ဟာချစ်စရာကောင်းတဲ့ရုပ်သွင်ကိုပိုင်ဆိုင်ထားပါသည်။ဒူကောင်းတွေရဲ့အချင်းချင်းဆက်ဆံမှုကလည်းပဲအလွန်စိတ်ဝင်စားစရာကောင်းပါသည်။ သူတို့ကများသောအားဖြင့်တကောင်နေနေထိုင်တာမဟုတ်ဘဲနဲ့နှစ်ကောင်သုံးကောင်ကျွဲပြီးတော့မိသားစုငယ်လေးတွေနဲ့နေထိုင်ကြတာပါရေနွားမတွေဟာသူတို့ရဲ့သားငယ်လေးတွေကိုမွေးပြီးတဲ့နောက်မှာဓနစ်ချာသည့်အထိမိခင်တို့တိုက်ကြွေးပြီးဂယုစိုက်ပေးလေရှိပါသည်ဒီလိုမျိုးသားသမီးကိုအချိန်ကြာမြင့်စွာဂယုစိုက်တတ်တဲ့သဘာဝကလေးရေသူမနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေပေါ်ပေါက်လာစေတဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါသည်လူကောင်းတွေဟာအေးချမ်းတဲ့သဘာဝရှိပြီးလူတွေနဲ့အခြားတတ္တဝါတွေကိုယံမှုလေးမရှိသလိုဘယ်သူ့ကိုမှလည်းတိုက်ခိုက်လေးမရှိပါဘူး။ ညီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ဒူကောင်းဆိုတဲ့တတ္တဝါကြီးတွေဟာကဘာပေါ်မှာမျိုးသုံးမဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေရတဲ့ရှားပါးရင်းနှီးနှုတ်တိုက်တတ္တဝါတစ်မျိုးပဲဖြစ်ပါလိမ့်။သူတို့ဟာလူသားတွေရဲ့တရားမဝင်ဖန်ဆီးမှုပင်လယ်မြေခင်းတွေပြန်စီမှုနဲ့ယာတိရုပြောင်းလဲမှုတွေကြောင့်အရေးအတွက်ဟာတဖြည်းဖြည်းနဲ့အယောနေလိုလာနေပါပြီ။ဒီလိုအေးချမ်းပြီးချင်းစရာကောင်းတဲ့သမုဒ္ဒရာရဲ့နွားမတွေကိုထိမ့်သိမ့်ကာကွယ်ဖို့အတွက်အားလုံးရဲ့တာဝန်ဖြစ်ပြီးသရရဲ့ရှင်သန်မှုဟာလည်းပင်လယ်ရေအောက်ကဂေဟာစနစ်အတွက်အလွန်အရေးကြီးကြောင်းလည်းပြောကြားလိုပါသေးတယ်။ နေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့ပင်လယ်ရေအောက်မှာနေထိုင်တဲ့ရေနွားလိုခေါ်တဲ့အကောင်ကြီးအကြောင်းဖြစ်ပါလိမ့်ပရိသတ်တွေရောရေနွားတွေကိုအပြင်းမမြင်ဘူးကြားရလားနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအစီအစဉ်တွေနဲ့တူပြန်လာအောင်ပါမလို့ channel လေးနဲ့ page ရှိကိုလည်းပဲ like and follow subscribe လေးပြုလုပ်ထားခဲ့ပါအောင်ခင်ဗျာ thank you